အဲ့တော့သူခွင့်မပြုနိုင်တဲ့အချက်၅ချက်ကိုငါတောင်းမယ်။ဘယ်နည်းနဲ့ဖြစ်ဖြစ်ဒီ၅ချက်သူခွင့်မပြုဘူးဆိုလေငါကြိုက်လေပဲ။နဲ့ရသော်ဘုရားစီဟာမပြတ်သွားပြီးတော့ရှင်ဘုရားတဲ့တပည့်တော်ရှင်ဘုရားကိုတောင်းဆိုစရာ၅ချက်ရှိပါတယ်။တောင်းဆိုစရာရှိပါတယ်။လျှောက်ထားဘုရားစီဆိုပြီးတော့သူဘာတောင်းလဲဆိုတော့ရသော်ဘုရားအနေနဲ့အမိန့်ချမှတ်ပေးပါတဲ့တန်ခါတွေကို ေးငါးသာသနာဝင်ရောက်လာပြီးတော့ယဟန်ဖြစ်ပြီဆိုလို့ရှိရင်တဲ့ရာဝစီဝံအရဏိကာအတ္တတောเจ้าမှာပဲနေရမယ်တသက်လုံးတောเจ้าမှာပဲနေရမယ်ရွာเจ้าမျိုးเจ้าမှာမလာရဘူးရွာเจ้าမျိုးเจ้าနေမလာရဘူးတောရเจ้าမှာပဲအမြဲတမ်းနေရမယ်အကယ်၍ရွာเจ้าမျိုးเจ้าမှာနေမယ်ဆိုလို့ရှိရင်အပြစ်အပါတင်းရောက်ပါစေ ဒီဟာအပြည့်ရှိတဲ့ယဟန်လို့သတ်မှတ်မယ်ဒါတစ်ချက်နောက်တစ်ခုကယဟန်မှန်လို့ရှင်အသက်သက်ဆုံးဆွန့်ခံပြီးတဲ့ဆွန့်ခံပြီးမှသာဆွန်စားရမယ်တရားဓမ္မတွေက ပင့်ဖိတ်ကြွေးတဲ့ဆွန့်ကိုလက်မခံရဘူးလက်ခံရင်အပြည့်ရှိတယ်အပြည့်အားပါတင်းရောက်တယ်လို့ဥပဒေသတ်မှတ်ပါဒါဒုတိယအချက်တတိယအချက်ကတော့ ယဟန်မှန်လို့ရှိရင်အသက်ထဆုံးပန်းတကူသင်္ကန်းပဲဝတ်ရမယ်တက္ကရာကမတွေလှတဲ့လှူတဲ့သင်္ကန်းကိုလက်မခံရဘူးလက်ခံရင်အပြစ်သင်ရောက်ရမယ်ဒီလိုဥပဒေသတ်မှတ်ပါနံပါတ်၄ကျတော့ယဟန်မှန်လို့ရှိရင်တပည့်ရင်းမှာပဲနေရမယ်တပည့်အောက်မှာပဲနေရမယ်เจ้าနေကံနေနဲ့မနေရဘူးအရေးအောင်မဝရဘူး အမိုးကရှိတဲ့အဆောင်အောက်ကိုမွေရဘူးတစ်ပင်ရင်တစ်ပင်အောက်မှာပဲနေရမယ်အကယ်၍တစ်ပင်အောက်မနေဘူးအမိုးကအောက်ရောက်တဲ့ဆိုရင်ဒီရဟဟာပြည့်ရှိတဲ့ယဟန်ပြည့်မှုကျွလွန်တဲ့ယဟန်ဖြစ်သတ်မှတ်ရမယ်နံပါတ်5ကြတော့ယဟန်မှန်လို့ရှင် အသက်သက်ဆုံးပါငါမစားရဘူးမစ္ဆမန္တ ငါဆိုတာရေတရဝမတဆိုတာအသားကကုန်းတရဝအဲ့တော့ရေတရဝကုန်းတရဝအသားကိုရှောင်ရမယ်မရှောင်ဘဲနဲ့စားမယ်ဆိုရင်အဲ့ဒီယဟန်အပြည့်အမတည်စီရဒီအချက်၅ချက်ကိုပြည့်ညတ်ပါလို့ဘုရားကတောင်းဆိုတာရသဗျာကညှင့်ပယ်လိုက်တယ်ငါပြည့်ညတ်ပြီသားဖြစ်တယ်တဲ့ မတော်ဘူးတဲ့ဒီဟာတွေငါခွင့်မပြုဘူးတဲ့တောရနေခြင်းတဲ့ပုဂ္ဂိုလ်တောရမှာနေပါစေမြို့နီးရွာနီးကျောင်းမှာသတင်းသုံးခြင်းတဲ့ပုဂ္ဂိုလ်လည်းပဲနေပါစေနေခွင့်ရှိရမယ်ဆွမ်းခံပြီးစားခြင်းတဲ့ပုဂ္ဂိုလ်လည်းပဲဆွမ်းခံပြီးတော့စားပါစေဘုံကံကြည့်လို့တရားဓမ္မပင့်တဲ့ဆုံးဆိုလို့ရှိရင်လည်းစားခြင်းတဲ့ပုဂ္ဂိုလ်စားခွင့်ရှိရမယ် ဘန်းတကူသင်္ကန်းကိုဝှချင်တဲ့ပုဂ္ဂိုလ်ဆိုရင်လည်းဝှလို့ရအေးတရားကမလှူတဲ့သင်္ကန်းမှအဆင်ပြေတယ်ဆိုရင်လည်းတရားကမလှူတဲ့သင်္ကန်းကိုလက်ခံမစေငါပြည့်ညတ်ပြီးသားခွင့်ပြုပြီးသားဖြစ်တယ်ယဟန်မန္တရသစ်ပင်ရင်အောင်နေတယ်ဆိုတာရှစ်လသစ်ပင်ရင်အောင်နေနိုင်တယ်လို့ငါခွင့်ပြုပြီးသားဖြစ်တယ်အဲ့ဒီတည်းပို့ပြီးတော့ခွင့်ပြုစရာအကြောင်းမရှိဘူးမိုးရသည်မှာသစ်ပင်အောင်နေလို့ဘယ်လိုလုပ်ရမလဲအဲ့တော့ မိုးရသည်မှာအမိုးကအောင်နေပြီးတော့ဆောင်းတဲ့နှွေတွေမှာကြတော့တပည့်အောင်မှာနေလို့နေလို့တဲ့ပုဂ္ဂိုလ်နေလို့ရတယ်လို့ငါခွဲခြားပြညတ်ပြီးသားဖြစ်တယ်။တန်ခါရှောင်ကျင်တဲ့ပုဂ္ဂိုလ်ရှောင်တန်ခါနဲ့ပတ်သက်လာလို့ရှင်ကို့အတွက်တတ်တာမဟုတ်ဘူးဆိုရင်ကိုယ်ကိုယ်တိုင်လည်းမမြင်ဘူးကိုကိုယ်တိုင်လည်းကြားတာမို့သူများပြောလို့ကြားတာလည်းမဟုတ်ဘူး တန်တရားလည်းမရှိဘူးဆိုရင်တန်ဃာစာခွင့်ရှိတယ်ရှုထောင့်သုံးခုကစင်ကြယ်ဖို့လိုတယ်ကိုယ်အတွက်တတ်တဲ့သားလို့ကိုကိုယ်တိုင်းမြင်မယ်သတင်းကြားမယ်တန်တရားရှိမယ်ဆိုမစားနဲ့အေးမြို့ရဲရွာထဲမှာသူ့ဘသူအသားအဖြစ်ရောင်းပြီးတော့ဆိုင်ကနေအသားဝယ်ပြီးတော့နော်အသားဝယ်ပြီးတော့ချက်ပြုတ်ကတ်တဲ့ဟင်းမျိုးကြတော့ရဟန်းတန်ဃာတွေနဲ့ဘာမှအ ပြဿနာမရှိဘူးကိုကြောင့်သေးတာမဟုတ်ဘူးသေပြီးသားတရားရဲ့အသားကိုကတ်ထားကြတော့တိကောတိပရိသုဒ္ဓအစွန်သုံးမျိုးလွတ်တယ်လို့အဲ့ဒါမျိုးကိုငါခွင့်ပြုတယ်လို့မြတ်စွာဘုရားကငါခွင့်ပြုပြီးသားဖြစ်သည့်အတွက်ကြောင့်မင်းရဲ့တောင်းဆိုချက်တွေတခုမှမလိုက်လျောနိုင်ဘူးလို့မြတ်စွာဘုရားကလည်းဒီလိုလဲအမိန့်ရှိလိုက်ရောဒေဝတကရင်ထဲမှာနော်ကြိတ်ပြီးတော့ပြုံးတာ ချိတ်ပြုံးရင်ဘလို့နေမလဲမသိဘူးအဲ့တော့ချိတ်ပြီးတော့ပြုံးပြီးဖះကိုဝှချပြီးထားလာသူ့စိတ်ကူးကလည်းခွင့်မပြုတာပို့ကြိုက်တယ်လေအေးအဲ့ဒါလို့ခွင့်မပြုဘူးဆိုတဲ့အခါကျတော့မြို့ရဲရွာရဲရောက်တော့ငါကဒီအချက်ဒီအချက်ဒီတောင်းနေရဟမှန်ရင်ဒီလိုနေရမယ်အခုကိုရော်တွေကမဟုတ်ဘူးဒီလိုနေကြတာမဟုတ်ဘူးရဟန်းဆိုတာဒီလိုခေါင်းခေါင်းဖွားဖွားကျင့်နေတယ်ဆိုပြီးတော့လိုက်ပြီးတော့ဝါရဖြန့်တာလိုက်ပြီးတော့ဝါရဖြန့် တတိနားလဲတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြီးရတော့ဓာတိဝရဟာတတ်တဲ့မဲ့ဒီအသိင်းကွဲပြဲဖို့ရသော်ဘုရားရဲ့တပိတာဝကတွေအတွင်းမှာကွဲအောင်ပြဲအောင်တတ်တဲ့လီဆယ်ပြီးတော့ဖန်တီးနေတာသာဖြစ်တယ်လို့သူ့ကိုမထောက်ခံတဲ့ပုဂ္ဂိုလ်ကြီးကအဲ့လိုတွေ့ကြတယ်ယဟန်နေသွားစီယုံတယ်စီယုံတော့တိတ်ပြီးတော့နားမလဲပါမလဲဝေဒာနိပြေက ရဟန်း900ရပြီးတော့ဟောပြောစည်းုံတာကိုဒီမြတ်စွာဘုရားကြားတယ်မြတ်စွာဘုရားကြားတယ်မြတ်စွာဘုရားကအေးမလုံးသင့်ဘူးငါဟောထားတဲ့ငါချက်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေပြတ်အောင်မလုံးသင့်ဘူးမလုံးဖို့မြတ်စွာဘုရားခေါ်ပြီးတော့တတိပေးတယ်မရဘူးမြို့ထဲမှာဆုံးခံသွားရင်ရှင်အနန္ဒနဲ့တွေ့တော့သူကစကားပါလိုက်တယ် ဘာရှင်အနန္ဒာဒီဥပုပ်နေမှာငါသံဃာဂိုင်းကြီးတခုခွဲပြီးတော့ထောင်တော့မယ်ဂေါရမဘုရားနဲ့ငါလမ်းခွဲတော့မယ်ရဟန်းဂေါရမနဲ့ငါလမ်းခွဲတော့မယ်အဲ့ဒါလို့ရှင်အနန္ဒာကိုပြောလိုက်တဲ့ပြောလိုက်ပြီးတဲ့နောက်မှာသူကဥပုပ်နေဘာလုပ်လဲဆိုတိမ်ထဲမှာဥပုပ်ပြုတဲ့အချိန်မှာမြတ်စွာဘုရားရဲ့ခြံနဲ့တပည့်တွေနဲ့ အပေါင်းအသင်းမလုံးတော့ဘဲနဲ့တန်ခါခိုင်းကြီးတစ်ခုထခွဲလိုက်တယ်ပေါ့နော်ဥပုပ်ပြိုင်သူပြုတ်လိုက်တယ်အုပ်စုနှစ်ခုဖြစ်သွားတယ်အဲ့ဒါတန်ခါဗေဒကကံဆိုတာအဲ့ဒါကျွလွန်လိုက်တာပဲအဲ့ဒီနေ့တကယ်တန်ခါဗေဒကကံဆိုတာတိမ်ထဲမှာနှစ်ဘက်ကနှစ်ဖွဲလှုပ်ပြီးတော့ဒီဝိနိကံဆောင်းပြီဆိုလို့ရှိရင်တော့ဒါတန်ခါဗေဒကကံထိုက်တယ်လို့ခေါ်တယ်တန်ခါဗေဒကကံထိုက်တယ် အဲ့တော့ဒေဝတာဟာမြတ်စွာဘုရားရဲ့ဒီခြေမတော်ကိုသွေးခြေဥစေတဲ့လောဟိတုပ္ပါကခံကိုလည်းသူကျွလွန်လိုက်တယ်။အခုသံဃာပေရကခံဆိုတာကိုလည်းထပ်မံကျွလွန်လိုက်တယ်ဆိုတော့ခံကြီး၅ပါးထဲမှာသူနှစ်ခုကျွလွန်လိုက်တယ်သဘောပဲ။အဲ့လိုကျွလွန်တာမြတ်စွာဘုရားကနေပြီးတော့တတိပေးတယ်ခေါ်ပြီးတော့ ဂရုကောတန်ခါပြီးတော့တန်ခါကွဲပြောင်းအောင်လုပ်တာမင်းအပြစ်သိကြီးတယ်ညီညွတ်တဲ့တန်ခါကိုခွဲပြဲမယ်ခွဲအောင်လုပ်တယ်ဆိုတော့အကုသိုလ်အလွန်ကြီးလေးတဲ့အကုသိုလ်ကဘာချီပြီးတော့ငရဲမှာခံရနိုင်တယ်မလုပ်ဖို့တားတယ်မရဘူးဒေဝတာကလှုပ်လိုက်တယ်သူရဲ့ဖြားယောင်းသွေးဆောင်မှုကိုလက်ခံပြီးတော့တန်ခါ900ကိုခွဲထုတ်သွားတယ်။အဲ့လိုခွဲထုတ်သွားတဲ့အခါမှာ ရှင်သာရိပုတ္တရာကမြတ်စွာဘုရားစီတင်ပို့တယ်ရှင်ဘုရားတန်ခါ900နောက်ကပါသွားတယ်ဒီပဒနဲ့တူဆိုတော့မြတ်စွာဘုရားကသူတို့ဟာမလိမ္မိုးမလိမ္မာတွေဘာမှနားမလဲပဲနဲ့ပါသွားတာဒီတိုင်းကြည့်မနေကြနဲ့လိုက်ပြီးတော့သူတို့နားလဲအောင်ပြောပြကြဆိုပြီးတော့ရှင်သာရိပုတ္တရာရှင်မောကလန်တို့ကိုလွတ်တာအဲ့ဒါနဲ့ရှင်သာရိပုတ္တရာရှင်မောကလန်တို့ကဒီပဒနောက်လိုက်သွားတယ်မြတ်စွာဘုရားရဲ့သဘောကတော့ဒီကိုယ်တော်လေးတွေကဘာမှနားမလဲဘူး မမမယွင်းရအောင်သူတို့နားလဲအောင်သူပြောကြဆိုပြီးတော့ရသော်ဘုရားကလွတ်လွတ်သူတို့နှစ်ပါးသွားတယ်